Voice of Victory VOV ရဲ့နိုဝင်ဘာလ14ရက်တောက်ကြနေ့ညနေခင်းနောက်ဆုံးရသတင်းတွေကိုကျွန်တော်ပီတာက တင်ဆက်ပေးသွားပါမယ်ခင်ဗျာတနင်္သာရီမြို့နယ်မောတောင်မြို့ပေါ်မှာစစ်တပ်နဲ့တော်လှန်ရေးတပ်တွေများကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားပြီးတဲ့နောက်မောတောင်မြို့မှာရဲစခန်းနဲ့လာဝကလုံခြုံရေးဂိတ်တွေကိုတော်လှန်ရေးတပ်တွေကသိမ်းယူလိုက်တဲ့ဆိုတဲ့သတင်းကင်းပြည်နယ်မြောက်ရီမြို့တောင်ဘက်ဘလူးကြီးကျေးရွာဖះကောအနီးမှာရှိတဲ့ DKBA ပိုင်းကြားဖြန့်ယုံကို စစ်တပ်ကလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာပြည်သူ2ဦးနဲ့ DGBA တပ်ဖွဲ့ဝင်2ဦးစုစုပေါင်း4ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းနဲ့အတူ အခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်သတင်းတွေနဲ့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မောတောင်မြို့ပေါ်တွင်စစ်တပ်နဲ့တော်လှန်ရေးတပ်များကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားပြီးတဲ့နောက်မောတောင်မြို့မှာရဲစခန်းနဲ့ လာဝကလုံုံရင်ဂိတ်တွေကိုတော်လိုင်းတက်တွေကသိမ်းယူလိုက်ကြောင်းသတင်းရရှိပါရခင်ဗျာနိုဝင်ဘာလ10ရက်နေ့ကစပြီးစစ်တပ်ကမောတောင်မြို့နယ်ထိုင်းမြန်မာနယ်သက်ကုံသွေးလမ်းကြောင်းကိုနယ်မြေစုံမှုမှုပြန်လည်ရရှိရေးစစ်ကြောင်းထိုးလာတာကြောင့်စစ်ကြောင်းထိုးမှုအတွင်း KNL ဥဆောင်တဲ့တော်လိုင်းတက်တွေနဲ့တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားပြီးတဲ့နောက်မြို့ပေါ်အထိပါတိုက်ပွဲတွေကူးဆက်လက်ခဲ့ကြောင်းနိုဝင်ဘာလ17ရက်နေ့နဲ့နိုဝင်ဘာလ12ရက်နေ့တို့မှာ ဒေါ်လိုင်းတက်တွေကမောတောင်မြို့ပေါ်ရှိမြို့မရဲစခန်းလုံကြုံရေးဂိတ်တွေလဝကဂိတ်တွေကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းသိရှိရပါတယ်။သူတို့စစ်ကြောင်းထိုးနေရာကနေတိုက်ပွဲကမြို့သိမ်းတိုက်ပွဲပုံစံပြောင်းသွားတာအခုမှမြို့ပတ်ဝန်းကျင်တစ်ခုလုံးကိုဒေါ်လိုင်းတက်တွေထိန်းထားတယ်။မြို့ပေါ်မှာလည်းပြည်သူတွေမရှိတော့ဘူးစစ်ခွေးတွေလည်းပိတ်မိနေတာတွေရှိတယ်။အမေစုံမမှုကတော်လိုင်းရေးတက်တွေဘက်ကစုံမထားတယ်လို့တော်လိုင်းရေးသတင်းရင်းမြစ်ကပြောဆိုပါတယ် မော်တော်မျိုးပေါ်မှာတိုက်ပွဲတွေပြင်းထန်ဖြစ်ပွားပြီးတဲ့နောက်မျိုးပေါ်ကစစ်သားတချို့ကနေသက်ဘက်ကိုဆုတ်ခွာလာပြီးဒီကနေ့နိုဝင်ဘာလ14ရက်နေ့မနက်3:00နာရီအချိန်စစ်သား30နီးပါးထိုင်းနိုင်ငံဘက်ကိုခိုးလုံလာကြောင်း ထိုင်းစစ်တပ်ကမြန်မာစစ်သားတွေထံကလက်နက်20ကျော်ကိုသိမ်းယူလိုက်ကြောင်းဖြစ်စဉ်ကိုစစ်ဘေးရှောင်များကတွေ့ရှိပြီးဓာတ်ပုံများရိုက်ကူးရာထိုင်းစစ်တပ်ကဓာတ်ပုံနဲ့ဗီဒီယိုမှတ်တမ်းတွေကိုပြန်လည်ဖြတ်ခိုင်းခဲ့ကြောင်းသိရပါတယ် စစ်ပေးဆောင်တွေကိုလည်းထိုင်းဘက်ကအခုယာယီထိုင်းနိုင်ငံနဲ့ခေလွန်ခွင့်ပေးထားတယ်စစ်ခွေးတွေလည်းမြို့ပေါ်ကနေစုပ်လာတာစုစုပေါင်း30ကြော်တယ်လက်နက်20ကြော်ကိုထိုင်းစစ်တပ်ကိုအပ်တယ်အဲ့ဒါမနဲ့အစောကြီးဆိုတော့စစ်ပေးဆောင်တွေကလည်းတွားပြီးမှတ်တမ်းယူကြတာထိုင်းစစ်တပ်ကအကုန်ဖျက်ခိုင်းပါတယ်ပြေးလာသူတွေအပြောအရတော့မြို့ပေါ်မှာစစ်ခွေးတွေအကုန်ဆုတ်ခွာကုန်ပြီလို့ထိုင်းမြန်မာနယ်စပ်မှာခေလွန်ရောက်ရှိနေတဲ့စစ်ပေးဆောင်တူကရှင်းပြပါတယ်လက်ရှိမှာထိုင်းမြန်မာနယ်စပ်ကို မောတော်မျိုးကပြည်သူ3000နီးပါးစစ်ဘေးရှောင်ရောက်ရှိနေပြီးစားနပ်ရိက္ခာစေဝါနဲ့အမိုးအကာများလိုအပ်နေကြောင်းစစ်ဘေးရှောင်ပြည်သူများတွင်တကြီးရွယ်အိုများခလေးတငယ်များကိုဝင်ဆောင်မိခင်များအများပြားပါဝင်ကြောင်းသိရပါတယ်။လက်တလုံးစစ်တပ်ကမောတော်မျိုးမကြစေရေးအတွက်လေကြောင်းကနေတိုက်ခိုက်မှုတွေကိုအရှိန်ဟုန်မြင့်နေပြီးမောတော်မျိုးကိုလေရင်နဲ့ဘုံကျဲချနေကြောင်းဒါကြောင့်မောတော်မျိုးပေါ်ကဈေးပါဝင်ပြည်သူလူထုရဲ့နေအိမ်တွေ မီးလောင်ဆုံးရှုံးမှုတွေဖြစ်ပေါ်လျက်ရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကင်းပြည်နယ်မြောက်ရီမြို့တောင်ဘက်ဖလူကြီးကျေးရွာဖရားကုန်းအနီးမှာရှိတဲ့ DKBA ပိုင်ကြားဖြန့်ယုံကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာပြည်သူ၂ဦးနဲ့ DKBA တပ်ဖွဲ့ဝင်၂ဦးစုစုပေါင်း၄ဦးသေဆုံးသွားကြောင်းသတင်းရရှိပါတယ်။နိုဝင်ဘာလ၃ရက်နေ့မနက်၁၀:၃၀မိနစ်က မြောက်ရီမြို့တောင်ဘက်ဖလူကြီးကျေးရွာဖရားကုန်းအနီးမှာရှိတဲ့ DGB ပိုင်းကြားဖြန့်ယုံကိုအကြံဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာကြားဖြန့်ယုံအဆောင်အခိတ်ပေါ်တဲ့တဲ့ကြားရောက်ပေါက်ကွဲပြီးပြည်သူ၂ဦးနဲ့ DGB ၂ဦးစုစုပေါင်း၄ဦးသေဆုံးခဲ့ကြောင်းလက်နက်ကြီးထိမှန်မှုကြောင့်ဒဏ်ရာရရှိသူများကိုထိုင်းနိုင်ငံမဲဆောက်ဆေးရုံကြီးမှလူနာတရင်ကားခုနှစ်စီးနဲ့တဲဆောင်သွားကြောင်းသိရပါတယ်ဖလူကြီးရွာထိပ်က DGB ပိုင်းကြားဖြန့်အဆောင်အခိတ်ပေါ်ကို စာကမကလက်နက်ကြီးနဲ့ပစ်ခတ်လို့လူ၉ယောက်ထိပြီး၄ယောက်သေဆုံးသွားပါတယ်။ဒဏ်ရာရတဲ့သူတွေကိုမဲဆောက်စေုံကြီးကနေလူနာတင်ကားတွေနဲ့သေဆောင်သွားတာကားတန်းနဲ့ဆိုတော့ကားတွေပိတ်လမ်းတွေပိတ်ကုန်နေဆူညံနေပါတယ်လို့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။အော်တိုဘာလ၁၉ရက်နေ့ကစပြီးအကြမ်းဖက်စေုပ်စုနဲ့ BGF ပိုင်း KK ဘက်မှရှိတဲ့ကြားဖြန့်ယုံကိုအယောင်ပြစီးနှင်းဝင်ရောက်ခဲ့ပြီး BGF ကလည်းမိုင်းခွဲဖျက်ဆီးခြင်း တပ်သေးများကိုလက်ဆဖြောက်ခြင်းကိုလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်အုပ်စုထိန်းချုပ်ရာမြောက်ရီမြို့ပေါ်ရက်ကွက်နဲ့ကျေးရွာများအပါအဝင် DGBA BGF ထိန်းချုပ်ရာ၄ကေကွန်မြို့သစ်ဟော်လီဒေတာနဲ့ကြောက်ခတ်ဒေတာများမှာကြားဖြန့်ယုံအမြောင်များရှိနေကြောင်းသိရပါတယ်။လက်တလုံးနိုဝင်ဘာလ12ရက်နေ့ American ဆိုရကကြားဖြန့်ဝင်းများကိုတီထောင်လုတ်ကင်နေတဲ့ DGBA နဲ့ခေါင်းဆောင်၄ဦးကို တန်ခတ်ပိတ်ဆို့အေးအေးယူတဲ့ကြေညာချက်ကိုထုတ်ပြန်လိုက်ပြီး ကြပြန်နေနေရေးအထူးအဖွဲ့ကိုလည်းဖွဲ့စည်းလိုက်တယ်လို့တရားဝင်ထုတ်ပြန်ကြေညာလိုက်ကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တစ်တုံညာနှစ်ခုစစ်စင်ရေးကြောင်းရှမ်းပြည်နယ်မြောက်ပိုင်းမှာဆုံးရှုံးခဲ့တဲ့နေမြေဧရိယာရဲ့7.300ဂိုင်းနှုန်းကိုသာစစ်ကောင်မရှင်ကပြန်သိမ်းနိုင်သေးတယ်လို့ ISB မြန်မာက ထုတ်ပြန်ထားကြောင်းသတင်းရရှိပါရ10.20ခုစစ်စင်ရေးကြောင်းရှမ်းမြောင်းဒေသမှာနေမြေ 58ဒသမ300ဂိုင်းတုံးစစ်ကော်မရှင်ဆုံးရှုံးခဲ့ကြောင်း ISB မြန်မာကဆိုပါတယ်စစ်ကော်မရှင်ပြန်သိမ်းနိုင်တဲ့ပမာဏဟာနည်းပေမဲ့တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါတဲ့မြို့ပြ area တွေကိုပြန်သိမ်းနေတာဖြစ်ပါတယ်မြို့တွေကိုစစ်ကော်မရှင်ကထိန်းချုပ်ထားပြီးအဲဒီမြို့တွေနဲ့ဆက်ဆက်နေတဲ့မြို့နယ်တွေထဲကကျေးလက်ဒေသအများစု တောင်ကုန်းတောင်တန်းအများစုကိုတော့တိုင်းရင်းသားလက်နက်ကိုင် EAO တွေကဆက်လက်ထိန်းချုပ်ထားပါတယ်လို့ ISB မြန်မာကဆိုပါတယ်၂025ခုနှစ်အော်တိုဘာလ28ရက်နေ့တွင်တောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ထိန်းချုပ်ထားတဲ့သီဘောမျိုးကိုစစ်ကောင်မရှင်ကတင်ပိုက်ခဲ့ပြီးနောက်မန္တလေးမူဆယ်ကုံသွေးကြီးလမ်းမရဲ့44ဒသမ400ခန့်နှုန်းကိုစစ်ကောင်မရှင်ကပြန်ထိန်းချုပ်နိုင်ခဲ့ကြောင်းသိရပါတယ်၂025ခုနှစ်ဧပြီလတုန်းကစစ်ကောင်မရှင်ဟာဂိုကန်တက် MNDAA ထိန်းချုပ်ထားတဲ့လာရှုမျိုးကို တရုတ်အစိုးရရဲ့အကူအညီနဲ့ပြန်ရခဲ့ပါတယ်အဲဒီနောက်ပိုင်း TNL ထိန်းချုပ်ထားတဲ့မြို့တွေကိုစီရင်နီးနဲ့တိုက်ခိုက်သိမ်းယူဖို့ထိုးစစ်ဆင်ခဲ့ပါတယ်လို့ ISP မြန်မာကဖော်ပြထားပါတယ်2025ခုနှစ်ဇွန်လမှာ TNL သိမ်းထားတဲ့နောင်ချုံမြို့ကိုစစ်တပ်ကစတင်ထိုးစစ်ဆင်ခဲ့ပြီး45ရက်အကြာမှပြန်ရခဲ့ကစက်တဘာလ9ရက်နေ့မှာကြောင်မဲမြို့ကိုတိုက်ခိုက်ခဲ့ရာ21ရက်ကြာမှပြန်သိမ်းနိုင်ခဲ့ပါတယ် ဒါပြင်အော်တိုဘာလာတရက်နေ့မှာတီဘောမျိုးကိုစတင်တိုက်ခိုက်ပြီး16ရက်အကြာမှာပြန်ရောက်ခဲ့ကြောင်းသိရပါတယ်။တီဘောမျိုးကိုစစ်ကော်မရှင်ကပြန်သိမ်းထားတော့လဲလာရှိုးကိုချိတ်ဆက်ထားတဲ့ပြည်တော်စုလမ်းပိုင်းကို MNDA ကဆက်လက်ထိန်းချုပ်ထားသေးဖြစ်ပါတယ်။လက်ရှိမှာ TNLIA မိုးကုန်းနဲ့မိုးမိတ်တို့ကနေစုပ်ခွာပြီးစစ်ကော်မရှင်နဲ့အပြစ်ရရန်သဘောတူထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းရွှေဘုံမြို့နေရာတော်တော်များများမှာစစ်ကော်မရှင်လက်ကင်းကစစ်မှုထမ်းအကျုံးဝင်တဲ့အရွယ်မျိုးသားမျိုးသမီးလူငယ်20ကျော်ကိုအစစ်အစေးမေးမြန်းမရှိ ပေါ်တာဆွဲဖမ်းဆီးသွားကြောင်းသတင်းရရှိပါတယ်။ဒီကနေ့နိုဝင်ဘာလ23ရက်နေ့မနက်9:00အချိန်ခန့်မှာစစ်တပ်လက်ကင်းကရွှေဘုံလမ်းလေးကအာထကကျောင်းရှိစုတောင်းပြည့်ဖျားရှိ ရွှေသားကျောင်းရှိလမ်းဟုတ်စိန်ခွေကာကြီးဝင်းရှိဈေးကြီးရှိနဲ့ ရန်ကြီးအောင်ပန်းချံရှိတို့မှာဖြတ်သွားတဲ့ဆိုင်ကယ်ကားတွေပေါ်ကစစ်မှုထမ်းကျောဝင်တဲ့အမျိုးသားမျိုးသမီးလူငယ်20ကျော်ကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်။ဒီနေ့ဖမ်းတာကအရင်ရက်နဲ့မတူဘူး။တစ်မျိုးလုံးပတ်ပြီးဖမ်းတာပစ္စည်းနဲ့ငွေလိုလိုဖမ်းတာမဟုတ်ဘူး။လူလိုလိုကိုဖမ်းတာဆိုင်ကယ်စီးသူတွေကိုမတားဘဲဆိုင်ကယ်ပေါ်ကဆွဲချဖမ်းတာကားဆိုရင်လည်းကားမရက်သေးဘူး။အတင်းတက်ပြီး35နှစ်အောက်လူငယ်တွေကိုအကုန်ဆွဲချဖမ်းတာ။ ဘာမှမစစ်ဘူးကားပေါ်အကုန်တက်အစစ်စေးအမေးမြန်းမရှိကားပေါ်ကနေတန်းဖန်သွားတာလို့ဖြစ်စဉ်ကို သိရှိတဲ့ခီးသွားတူကပြောပါတယ်ရွှေဘုံမြို့မှာစစ်ကော်မရှင်တပ်ကစစ်မှုထမ်းပတ်စင်တိုင်းအတွက်လာတိုင်းပေါ်တာဆွဲဖမ်းဆီးနေပြီးရခင်လာတွေကပေါ်တာဆွဲဖမ်းဆီးခဲ့ရသူအများပြားမှာလဲမိသားစုနဲ့အဆက်အသွယ်မရဘဲစစ်တပ်အတွင်းမှာပျောက်ဆုံးနေပြီးအခုလနိုဝင်ဘာလ၁ရက်နေ့ကနေဒီနေ့ထိပေါ်တာဆွဲဖန်းစည်းခံရသူစုစုပေါင်း လူငယ်90ကျော်ရှိပြီဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နေပြည်တော်တကုံးမြို့နယ်ရန်ကုန်မန္တလေးအမြန်လန်းမိုင်းတိုင်အမှတ်239ရှိအကြမ်းဖက်စစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်သားနှုတ်ဦးတည်ဆုံးပြီးဗိုလ်တပ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PDF တကုံးဘက်တလီယံ803မှတရင်မှုရဲဘော်ရာမွန်ထံကသတင်းရရှိပါတယ်။နိုဝင်ဘာလ17ရက်နေ့ည9:45မိနစ်ခန့်မှာ တက္ကသိုလ်မြို့နယ်ရန်ကုန်မန္တလေးအမြန်လန်းမိုင်းတိုင်အမှတ်239မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့လေကတရားဂိတ်စခန်းကိုနေပြည်တော်တက္ကသိုလ် PDF တရင်အမှတ်803ကတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ထိတွေ့တိုက်ပွဲဟာမိနစ်30ခန့်ဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်ကနှစ်ဦးသေဆုံးကဗိုလ်တပ်ထိခိုက်ဒဏ်ရာရရှိပြီးဆေးရုံတင်ထားရကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက် တော်လန်ရဲဘော်များအထူးကိမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်စစ်ခွေးအင်အားက15ရောက်လောက်ရှိမယ်ဂိတ်စခန်းအသေးပါစစ်ခွေးသေးစင်းထတ်တိုးသေးဆုံးတာမျိုးမကြမိသေးပါဘူးကျွန်တော်တို့ကတော့နေပြည်တော်တိုင်းစစ်ဌာနတပ်တွေဖြစ်လို့နေပြည်တော်ဝန်ဝိုင်းကိုပျောက်ကြားတိုက်ခိုက်ဖို့အမြဲတမ်းကြိုးစားနေမှာပါလို့ PDF တကုံဘက်တလီယန် 8O3 မှတရင်မှုရဲဘော်ရာမွန်ကပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး အမြန်လန်းအနောက်ဘက်ချမ်းကျေးရွာတွေကိုအချမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးနေလို့ကျေးရွာနေပြည်သူတွေစည်ရေးသတင်းနဲ့သွာလာနေထိုင်ကြရန်တရင်မှုရဲဘော်ရာမွန်ကသတိပေးပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းမြိုင်မြို့နယ်မှာမြေပဲဖော်ရန်သွားရောက်စဉ်စစ်တပ်ဖမ်းဆီးခြင်းကိုခံရတဲ့ပြည်သူနှအိုးကိုကျိုးနဲ့တုပ်ပြီး ဓာတ်နဲ့မှုန်းကဘုံကြီးကျောင်းထဲမှာတတ်ထားခဲ့ကြောင်းသတင်းရရှိပါတယ်။နိုဝင်ဘာလ12ရက်နေ့မနက်ပိုင်းမှာမြိုင်မြို့နယ်စမှုနှစ်ကနေထွက်လာတဲ့အင်အား200ခန့်ပါစစ်ကြောင်းဟာမြိုင်မြို့နယ်ဝက်ပုတ်ရွာကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးလမ်းမှာတစားကန်အဖြစ်ဖမ်းဆီးလာသူများနဲ့နှစ်ဦးကိုတပ်ဖြတ်ကာကျန်သုံးဦးကိုဆက်လက်ဖမ်းဆီးထားကြောင်းသိရှိရပါတယ်။တေဆုံးသူများမှာအသက်50အရွယ်အမျိုးသားတို့ဦးနဲ့အသက်40အရွယ်အမျိုးသမီးတို့ဦးတို့ဖြစ်ပြီးရွာတန်းရှိကျေးရွာမှာဖြစ်ကြောင်းသိရပါတယ်။ ကျန်တဲ့၃ယောက်ကလည်းရွာတန်းရှည်ကပဲခုထိပြန်လွတ်လာလေလို့တော့မကြရသေးဘူးစစ်ကြောင်းတဲ့အတူရှိနေဖို့များပါတယ်လို့သူကဆက်ပြောပါတယ်ဝက်ပုတ်ရွာကိုစစ်ကြောင်းဝင်ရောက်စဉ်နေနှလုံးကိုမီးရှို့ဖျက်ဆီးခဲ့သေးပြီးအဲ့ဒီစစ်ကြောင်းကဆက်မှုနှစ်ကိုပြန်ဝင်သွားကြောင်းသိရပါတယ်မြိုင်မြို့နယ်ဝက်ပုတ်ရွာမှာစစ်တပ်ထိုင်ချထားတဲ့ဆက်မှုနှစ်အမှတ်နဲ့အကြီးစားဆက်မှုလုပ်ငန်းဆက်ယုံနဲ့၃မိုင်ခန့်အကွာမှာတည်ရှိနေပြီး ရခိုင်ကပြူစောထီရွာဖြစ်ခဲ့က2024ခုနှစ်ဩဂတ်လ10ရက်နေ့မှာတော်လိုင်းတပ်ဖွဲ့တွေကသိမ်းပိုက်ပြီးတဲ့နောက်ပြည်သူတွေပြန်လည်နေထိုင်နေကြတဲ့ကြေးရွာဖြစ်ပါတယ်။အော်တိုဘာလ20ရက်နေ့ကစတင်ပြီးပခုတ်ကူတပ်မတရားတက်ကနေထွက်လာတဲ့စစ်ကြောင်းကမြိုင်မြို့နယ်ထဲဝင်ရောက်စစ်ကြောင်းထိုးနေတာကြောင့်ဝက်ပုတ်ရွာတန်းရှိနှင်းဒီကန်ကြေးရွာတွေအပအဝင်ကြေးရွာ10ရွာကျော်ကပြည်သူတပေါင်းဝင်းကျင်စစ်ဘေးရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အော်တိုဘာလ20ရက်နေ့ကစတင်ပြီး ပခုတ်ကူတမတရား1ကနေထွက်လာတဲ့စစ်ကြောင်းဟာမြိုင်မြို့နယ်ရဲဝင်ရောက်စစ်ကြောင်းထိုးနေတာကြောင့်ဝက်ပုတ်ရွာတန်းရှိနှင်းဒီကန်ကျေးရွာတွေအပါအဝင်ကျေးရွာဆယ်ရွာကျော်မှပြည်သူတပေါင်းဝင်းကျင်ဆေးဘေးရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ကိုပုတ်ခတ်စော်ကားပြီး NLD ဆိုရပြုတ်ကြရေးဆန္ဒပြခဲ့တဲ့ မဘာသာအဖွဲ့ဝင်ကျော်မျိုးရွှေကတဆညာပါတီရဲ့အမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ရွေးကောက်ပွဲဝင်နေကြောင်းမန္တလေးမြို့ကန်တွေထံကသတင်းရရှိပါရယ်မဘာသာအဖွဲ့ဝင်နဲ့အမျိုးသားရေးအစွန်ရောက်စစ်တပ်ထောက်ခံသူကျော်မျိုးရွှေကတိုင်းဒါစီလုံးညီညွတ်ရေးပါတီတဆညာကိုကိုစားပြုပြီးမန္တလေးတိုင်းအမျိုးသားလွတ်တော်မဲဆန္ဒနဲ့အမှတ်လေး FTTP မှာဝင်ရောက်ရှင်ပြိုင်ဖို့မဲဆွယ်စည်းရုံးမှုများလှုပ်ဆောင်နေကြောင်းသိရှိရပါရယ် ကျော်မျိုးရွှေဟာ NLD ဆိုရအာဏာရယူခဲ့တဲ့2016ခုနှစ်ကနေ2020ခုနှစ်ဇန်နဝါရီလအထိဒေါ်ဆန်းစုကြည်ကိုပုတ်ခတ်စော်ကားခြင်း NLD ဆိုရကိုဆန္ဒပြခြင်းစစ်တပ်ထောက်ခံတဲ့လှုပ်ရှားမှုများကိုဥဆောင်လှုပ်ရှားခြင်းများလှုပ်ဆောင်ခဲ့သူဖြစ်ပါတယ်2018ခုနှစ်မတ်လမှာနိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ကိုလူမှုကွန်ရက် Facebook စာမျက်နှာမှာပုတ်ခတ်စော်ကားရေးသားခဲ့တာကြောင့်ဆက်သွယ်ရေးဥပဒေပုံမှား 66ကားကြီးနဲ့အမှုဖွင့်ခံခဲ့ရသူလည်းဖြစ်ပါတယ်။ဒါ့အပြင်2018ခုနှစ်ဩဂတ်လအတွင်းမန္တလေးမှာ NLD ဆိုရစန့်ကျင်တပိတ်လှုပ်ဆောင်ခဲ့ပြီးအဲ့ဒီတပိတ်အတွင်းကြော်မျိုးရွှေကိုဝရမ်းထုတ်ခဲ့ကာပုံမှန်905ခါနဲ့အမှုဖွင့်ဖမ်းဆီးခဲ့ပါတယ်။2018ခုနှစ်ဇူလိုင်လမှာမန္တလေးမြို့မှာ NLD ဆိုရသည့်ဖြုတ်ချရေးတပိတ်မှောက်ခဲ့မှုနဲ့ကြော်မျိုးရွှေကိုနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုပုံမှန်905ခါနဲ့ချမ်းမြသာသည်မြို့နယ်တရားရုံးက အလုတ်ကျန်းတဲ့ထောင်ဒဏ်တစ်နှစ်ခွဲချမှတ်ခဲ့ပါတယ်။2018ခုနှစ်မတ်လအတွင်းအမျိုးသားရေးအစိုးရဝါဒီဖုန်ကြီးဝီရသူကို favor post တစ်ခုမှာစော်ကားတယ်လို့ဆိုကာကျော်မျိုးရွှေကမြန်မာနောင်အယ်ဒီတာချုပ်ကိုဆွေဝင်းကိုဆက်သွယ်ရေးဥပဒေပုံမှ66ငါကြီးနဲ့တရားလိုဖြစ်တရားစွဲခဲ့ဘူးကြောင့်လဲသတင်းရရှိပါတယ်ခင်ဗျာ VOV ရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်